မင်္ဂလာပါရှင်ရှဲကိုမီဒီယာကကြိုဆိုပါတယ်ချိုင်းတော်မျိုးနိုင်နေဆက်ဖြတ်ကျော်မိခုမျိုးငွေညဉ့်ညံမှုလျှော့ချရေးဆိုင်ရာတွိတ်ဆောင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်ပီနယ်ရှေပိုင်းချိုင်းတော်မျိုးနိုင်နေဆက်ဖြတ်ကျော်မိခုမျိုးငွေညဉ့်ညံမှုလျှော့ချရေးဆိုင်ရာတွိတ်ဆောင်ဆွေးနွေးပွဲကိုမေလ9ရက်နေ့နနက်7:00နာရီခွဲကချိုင်းတော်မျိုးတော်ကမှနိုင်ကျင်းပရာ တယန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိုင်သေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးခင်မောင်ကြီးသရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်ဆိုးလိုင်းနဲ့တာဝန်ရှိသူများပြည်내ခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များနဲ့ဒေတာကန်တိုင်းရင်းသားပြည်သူများကတက်ရောက်ခဲ့ကြပါသည် ဥစွာပြည်ထောင်စုဝန်ကြီးဦးခင်မောင်ကြီးကမဲခေါင်ဒေသခွဲ Fire Hotspot ဖြစ်ပေါ်မှုအခြေအနေများမြန်မာနိုင်ငံတွင် Fire Hotspot ဖြစ်ပေါ်မှုရှော့ချရင်းနဲ့နေဆက်ဖြတ်ကျော်မိခုံမြုံငွေညဉ့်ညံမှုထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းနေဆက်ဖြတ်ကျော်မိခိုးမြုံဝင်းညဉ့်ညံမှုထိန်းချုပ်ရေးဆိုင်ရာဖူးတွဲလုပ်ငန်းစီမံချက် Clear Sky Strategy ဆောင်ရွက်လက်ရှိပါကြောင်း firehouse ပေါ်နဲ့မိဘမျိုးဝင်ညဉ့်ဉန်းမှုများမဖြစ်ပေါ်စေရင်လိုင်းနာဆောင်ရွက်ရမည့်အချက်များအကြောင်းတစ်တော်တရန်ဇာတာထိန်ထိန်ဆိုင်ရာဆောင်ရွက်ချက်များနှင့်ပတ်သက်၍အမှားစကားပြောကြားပြီးပတ်ဝန်းကျင်ထိန်ထိန်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဆန်အိုးကနေဆက်ဖြတ်ကျော်မိဘမျိုးဝင်ညဉ့်ဉန်းမှုရှောက်ချရေးနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည် အဲ့ဒီနောက်တက်တော်ဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဒေါက်တာတောင်းနိုင်ဦးကတက်တော်များမှပံ့ပိုးပေးနေသော အကျိုးကျေးဇူးများအားရှင်းလင်းတင်ပြပြီးရန်ကုန်မြို့ The Royal Thai Embassy မှပေးပို့လာသော လူသက်သမားဗီဒီယိုကလစ်ကိုပြသပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။